ားတဲ့ကိုရောက်လာတဲ့မြတ်စွာဘုရားရဲ့တရားတန်တွေဟာတဲ့နော်နှုံနဲ့ရိုးရှိုးမဲစိတ်နဲ့ဆင်ခြင်းမဲဉာဏ်နဲ့ထိုးထွင်းပြီးတော့သိမယ်ဆိုလို့ရှိရင်အကျိုးအနိသင်ဘယ်နှမျိုးရနိုင်တော့၄မျိုးရနိုင်နေတဲ့အဲ့ဒီအကျိုးအနိသင်၄မျိုးကဘာတော့နော်အဲ့ဒီအကျိုးအနိသင်၄မျိုးကဆွေးကြပါစို့အဲဘဝတသက်တာမှာဒီဒေသနာတွေကိုပဲလေ့လာပြီးတော့တံပိုးထားပြီးတော့ဟိုတရားလဲအာထုတ်တာတော့အာထုတ်မှာပေါ့နော်သို့တော့သူ့မှာ ပါရည်သွေးရှိအောင်ဆိုမြတ်စွာဘုရားဟောထားတဲ့ဒေသနာတွေကိုအများကြီးနော်နာနေတဆင်စိတ်แท้ညံနေအများကြီးသူတူမိသိသိထားခဲ့ဘူးတဲ့ပေါ့အများကြီးသူတိအောင်မြင်အောင်လှုပ်ထားခဲ့ဘူးတဲ့ပေါ့နော်ဒီဘဝမှာအဲ့လို့ဆိုရင်အဲ့ဒီရဟာသေပြီဆိုတာနဲ့နော်တတိကင်းလို့သေရပြီဆိုရင်တတိကင်းပြီးတော့သေဘယ်ရောက်သွားအောင်ဆိုတော့နတ်ပြည်ကိုရောက်သွားအေးတဲ့ဟုတ်လားနတ်ပြည်ရောက်သွားတဲ့အခါကျတော့တတိဖြစ်တာကနှီးသေးတယ်တဲ့အတိတူးညံတူးကို အရင်ရတယ်တဲ့ ဒါပထမအကျိုးကြီးစုပဲအတိတုဉဏ်တူကိုရတယ်ဆိုတာမဉ္ဇဉ်ဖူဉဏ်ရတာကိုပြောတာနော်နတ်ဖြစ်သွားတဲ့အခါကျတော့ဒီနတ်တို့ရဲ့ရုပ်ကတန်ရှင်းစင်ကြတာလည်းပဲအကြောင်းထောက်ပံ့ဖြစ်မယ်လို့ထင်တယ်ပေါ့နော်အဲအဲ့ဒီစိတ်တွေကဒီပြီးခဲ့တဲ့ဘဝကဒီတရားတွေကိုပဲသူကကျက်စားလာခဲ့တဲ့အရှိန်တွေကအများကြီးရှိတဲ့အခါကျတော့ဩတန်ရှင်းစင်ကြတဲ့နတ်ဘဝကိုလည်းရလိုက်ရရလိုက်ရောအတိတုဉဏ်တူကအရင်ဖြစ်လာတယ် တတိဖြစ်တာမှနှေးသေးတယ်တဲ့ဆိုအမှတ်ရတာမှအငါဘာဖြစ်နေပြီလို့အမှတ်ရတာမှနောက်ကျနေသေးတယ်တဲ့ဆက်ဆံရင်ဘာအရင်ရမလို့အတိတုညံတို့အရင်ရမယ်တဲ့မှတ်ထားနော်ဒီဥစ္စာကိုဟုတ်လားဒါမို့ဒီတရားတွေကိုအများကြီးတံပိုးထားပြီးတော့အချိန်ပေးပြီးတော့ဘုန်းဘုန်းတို့လေ့လာသင်တယ်မှတ်သားသင်တယ်နားလည်အောင်စဉ်းစားသင်တယ်ဆင်ခြင်သင်တယ်မသိရင်မေးသင်တယ်ဒါတွေနဲ့အချိန်အများကြီးကုန်သင်တယ်လို့ထင်ဟုတ်လားဒါပထမရမယ်အကျိုးကျေးဇူးတဲ့နောက်ဒုတိယရမယ်အကျိုးကျေးဇူးကြတော့ဘယ်လိုပြောတော့ ဆိုကြပါစို့သောတော်လိုပဲเนาะဒီစာရိပေတွေနဲ့ဒေသနာတွေနဲ့ပဲပြောမွေ့ပြီးတော့ချိန်ကုန်ခဲ့တဲ့ယဟန်တစ်ပါးဟုတ်လားပြန်လုံတော်မူသွားပြီဆိုတော့သောတော်လိုပဲနှက်ပြေရောက်သွားတယ်ပေါ့အနှက်ဖြစ်သွားပြီဆိုတဲ့အခါကျတော့ तू ရောက်ရောက်ချင်း तू ကတော့အတိတူးညံတူကိုရတာတော့မဟုတ်ဘူးတဲ့เนาะသူ့ကြတော့ဘလို့နဲ့ तू ကရတော့ဆိုတော့ဒီလူလောကမှာเนาะတကိုးနဲ့ပြည်စုံတဲ့ယဟန်တော်တစ်ပါးအနှက်ပြေကိုသွားပြီးတော့တရားဟောတယ်ပေါ့ အဲ့ဒီတရားဟောတဲ့အချိန်မှာသူအဲ့ဒီတရားတန်ကိုကြားလိုက်တယ်ကြားလိုက်တဲ့အခါကျတော့အော်ငါလူဘွားတုန်းကငါလစ်ကျင့်ခဲ့တဲ့အထုတ်ခဲ့တဲ့နော်ငါအမြဲတမ်းနှလုံးသွင်းခဲ့တဲ့အကြောင်းအရာတွေ့လိုက်ရတာပေါ့နော်သူသိလိုက်တယ်အသတိဖြစ်တာမှနှေးသေးတယ်တဲ့အဲ့ဒီတရားကိုလည်းနားလဲထောင်ပြီးတော့တောက်လျှောက်တန်းပြီးတော့သူအတိတူးဉဏ်တို့ရရဲတဲ့အဲ့ဒါကျတော့မြတ်စွာဘုရားဥမာလေးနဲ့ပြောတယ်ဟိုစီကြီးတန်ကိုကျွမ်းကျင်တဲ့လူတယောက်ပေါ့နော်စီကြီးတီးပြီးတော့နော်အတ္တမွေးမှောင်မှုပြုတဲ့လူဆိုကြပါစို့ တစ်ချိန်ချိန်မှာဒီစီကြီးတံကိုသူကြားလိုက်တယ်တနေရာတည်းဟာသူဒါကျွန့်ကျင်ခဲ့တာဆိုတော့ဒါစီကြီးတံပဲဘလို့တီးလိုက်တာဆိုတော့သူအကုန်လုံးအဲ့ဒါကိုတည်တယ်တဲ့ဟုတ်လားအဲ့လိုပဲယဟန်ဘွားတော်ကဒီစာရီပီဒီဒေသနာတွေနဲ့နေလာခဲ့တဲ့ပုံကိုတယောက်ဟုတ်လားနတ်ဘဝမှာအဲတကိုးရှိတဲ့ယဟန်တစ်ပါးတရားဟောလိုက်တာနဲ့တန့်ပြီးတော့သူဟာအတိတုညာဉ်တွေကိုရသွားအဲ့လိုပြောတယ်။ငါဒုတိယအကျိုးကျေးဇူးပေါ့နော်။နောက်တတိယအကျိုးကျေးဇူးကျတော့ဘယ်လိုပြောရတော့အဲ့လိုပဲယဟန်တစ်ပါးနော်စာနဲ့ပေနဲ့ဒေသနာတွေနဲ့ ်မှန်ကန်ကန်နော်လေလာလိုက်စားကျင့်သုံးပြီးတော့နေလာခဲ့တယ်။အသေးတဲ့အခါကျတော့နှက်ဖြစ်တယ်နော်ဒီရဟန်းဘဝမှာနော်ရဟန်းကိစ္စမပြီးလို့နှက်ပြီးရောက်သွားတယ်ဆိုရပါစို့ဟုတ်လားအဲ့တော့သူဘာဖြစ်တော့နော်သူကသူအတိတုညံသူကိုရတာတော့မဟုတ်ဘူးရဟန်းတော်ကလာဟောသူရတာလည်းမဟုတ်ဘူးသူကြတော့ဘာတော့နဲ့နှက်ပြီးမှလည်းပဲအဲ့လိုသူတော်ကောင်းတရားကိုစိတ်ဝင်စားတယ်လက်ကျင့်တယ်နော်သူတော်ကောင်းနှက်တယ်ဆိုတာရှိတယ်တဲ့ ရှိတဲ့အခါကျတော့အဲ့ဒီ net တွေဟာတခါလေစုဝေးပြီးတော့တရားဟောတာရှိတယ်တရားနာကြတာရှိတယ်ပေါ့အဲ့ဒီဟောတဲ့ net ရဲ့တရားကိုနာပြီးတော့တတိဖြစ်တာကမှနှီးသေးတယ်တဲ့အတိတို့ဉာဏ်တို့သူရသွားတယ်ဟုတ်လားငါဒါဒါငါလက်ကျစ်ခဲ့တဲ့အရာပဲငါကျွမ်းကျင်ခဲ့တဲ့အရာပဲတခါတည်းအမှတ်ရတော့နော်တတိမေ့နေတာလေးကိုတတိပေးလိုက်တဲ့အခါတန်းပြီးတော့အကုန်လုံးကိုနော်ဂွန်းဆက်တွေနဲ့အကုန်လုံးထိထိမိမိသူအမှတ်ရသွားတယ်လို့မျိုးပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဘလို့ဥမာပေးတော့ နော်ခယူသင်းတန်မှာလိမ္မာကျွမ်းကျင်တဲ့လူတရားဟာခယူသင်းတန်ကြားတာနဲ့ဒါခယူသင်းတန်မဲလို့တန်းပြီးတော့သူတည်တယ်ဒါဘာသာလဲညာသာလဲလို့တန်တရားဝင်နေတဲ့အကြောင်းမရှိဘူးဟုတ်လားမြ мян ဆန်ဆန်အတိတို့ညာတို့ရသေးတယ်ဟုတ်လားဒါသုံးခုမြောက်ကြိုးကြည့်စုနော်နောက်၄ခုမြောက်ကြိုးကြည့်စုကြတော့ဘာပြောလို့ဆိုတော့အဲ့လိုပဲ납ဖြစ်သွားတယ်နော်ဒေသနာတွေနဲ့နောက်ကျင်လဲကျဆပြီးတော့နေခဲ့တဲ့ယန္တပါတည်တဲ့အခါညံတော်မူတဲ့အခါ납ဖြစ်သွားတယ်နော် လက်ဖြစ်သွားတဲ့ခါကျတော့သို့တော့လို့သူ့အတူအတီလူရတာလည်းမဟုတ်ဘူးယန်းတော်ကဟောလို့ရတာလည်းမဟုတ်ဘူး။နော်နတ်ကဟောလို့ရတာလည်းမဟုတ်ဘူးလေ။တကယ်စင်စစ်တော်တဲ့။သူ့အရင်ဖြစ်နေတဲ့နတ်တွေတွေကနော်တချို့သူတော်ကောင်းစိတ်တဲ့ရှိတယ်သူတော်ကောင်းတရားကျွမ်းကျင်တဲ့နတ်တွေကနော်အချင်းနဲ့သာမင်းအရင်ဘဝဓာတ်တွေကိုနော်လိလလိုက်စားခဲ့တာအဲ့ဒါတွေကိုပြန်ပြီးတော့အမှတ်ရပါလို့တိုက်တွန်းနေတဲ့အစဖို့ပေးတာပေါ့။အဲ့လိုအစဖို့ပေးတဲ့ခါကျတော့သူကအမှတ်ရဖို့ကြိုးစားတာပေါ့။ပြန်စဉ်းစားကြည့်လိုက်တယ်ပေါ့။ဘုံမနာလေသူတို့ပြောရရင်ဟုတ်လား။ ဲ့လိုစဉ်းစားလိုက်တာအကုန်လုံးပြန်ပေါ်လာတယ်စိတ်ထဲမှာအဲ့ဒါသူသတိဖြစ်သားမှနှေးသေးတယ်သူလည်းအတိတူးဉာဏ်တွေကိုရသွားတာပဲတဲ့အဲ့ဒါကိုကျတော့မြတ်စွာဘုရားဥမာဘလို့ပေးလဲဆိုတော့နောက်ငငယ်တွေကစားမွေးတွေကစားလည်းဘင်းဖက်ပေါင်းလာတဲ့ငငယ်ချင်းတွေဟုတ်လားအကြောင်းတမျိုးမျိုးကြောင့်ကွဲကွာသွားကြတယ်နောက်အသက်ကြီးလာတော့ပြန်တွေ့ကြတဲ့အခါကျတော့ရှေးအောင်နှောင့်ပြစ်လေးတွေပြောရတာပေါ့အာမင်းငါလည်းဘယ်တော့မှတော့ဘယ်သူနဲ့ဘလို့တွေပြောခဲ့တာဘာတွေလုပ်ခဲ့တာ ဟာငကိုတုံးကတော့မေ့နေတယ်သူကလည်းအဲ့လိုပြောလိုက်တော့အော်ဟုတ်သားပဲဆိုတော့ဘာဖြစ်သွားတော့အမှတ်ရသွားတယ်ပေါ့နော်အဲ့ဒါမျိုးဆိုတာပေးတဲ့ဥပမာပေါ့နော်ဒါဘုံဘုံတို့တည်တည်ချာချာအနှစ်ချုပ်ပြီးတော့ကြည်လိုက်လို့ရှိရင်ဒဒီဘုရားဟောတရားဒေသနာတွေကိုလေ့လာလိုက်စားမှတ်သားမှုစီအလွန်ကြီးမားတဲ့နော်အကုဇေယကောင်းတဲ့ကောင်းမှုတစ်ခုဖြစ်တယ်ဆိုတာမထင်ရှားဘူးလားတင်ရှားတယ်နော်တန်တရာမှာယုံညက်တဲ့ဘဝကိုမရောက်ရှိဘူးမြင့်မြတ်တဲ့ဘဝကိုပဲရောက်ရှိတယ်မြင့်မြတ်တဲ့ဘဝရောက်တဲ့အခါမှာလည်းပဲ မြင့်မြတ်တဲ့ထက်မြင့်မြတ်တဲ့နော်သူတော်ကောင်းတရားကိုပဲဆက်လက်ပြီးတော့တည်သွားစေတယ်။ဒါကြောင့်မြတ်စွာဘုရားဒီဒေသနာတွေကိုအများကြီးတန်ဖိုးထားပြီးတော့လေ့လာသင်တယ်၊လိုက်စားသင်တယ်ဆိုပြီးတော့ဟောတာ။သောတာနုကတသုတ်တန်းနဲ့ဒါအနှစ်ချုပ်လေးဖုံဖုံပြောပြရနော်။ဟုတ်လား။